စပိန်လူမိုက်တွေကိုလေးစီကလပ်လုပ်ပြီးတော့တမ်ပလာမှာပါနိုင်ပွဲဆက်ခဲ့တဲ့စင်မြန်ကြီးအားလုံးပဲမင်္ဂလာပါစင်မြန်ကြီးတို့ကတော့ဒီရာသီမှာတော်တော်လေးအချိန်ကြီးကောင်းနေတယ်လို့ပြောလို့ရပြီးတော့ပရီးမီးယားလိမှာလည်းတစ်ပင်ပေါ်ရောက်နေတယ်လို့တမ်ပလာမှာလည်း၃ပွဲဆက်နိုင်ကြရထားပါတယ်ဒီဘက်တမ်ပလာပွဲစဉ်မှာဆိုရင်တော့စင်မြန်ကြီးတို့ကစပိန်လူမိုက်တွေနဲ့ထက်တဲ့ကိစ္စမျိုးရပါတယ်ဒီရာသီမှာစပိန်လူမိုက်တို့ကလည်းရလက်ပိုင်းကောင်းမွန်နေထိုင်တာကြောင့်စင်မြန်တို့တွေမလွယ်ကူဘူးလို့ပဲထင်ထားကြကြတာပါဒါပေမဲ့လည်းစင်မြန်တို့ကတော့လူမိုက်တွေကိုအိမ်ဝင်ခေါ်ပြီးလေးစီကလပ်ပါလုပ်ကြသွားနိုင်ကြပါတယ်ဒီမှာတော့စင်မြန်ကြီးရဲ့စပိန်လူမိုက်တွေလို့ရှင်းနိုင်ကြတဲ့ ံမြန်လေးပွဲစဉ်လေးကိုပြန်ဆက်ပေးကြပါတယ်။စနေနေ့ဘက်မှာလူစင်းပြောင်းလဲတိတ်ရှိခဲ့ရတဲ့အထူးကစားသမားတွေနဲ့ပဲပွဲထလာပါတယ်။လက်ချန်ကိုတော့အပြောင်းလဲလုပ်ခဲ့ပြီးတော့လက်ဘက်ဖြစ် color fury နဲ့ဘက်တော်မမမာတင်နန်လီတို့ပွဲထလာပါတယ်။စပိန်လူမိုက်တင်ကတော့ Griezmann ကိုအရန်ကုန်ပုတ်ထားခဲ့ပြီးတော့ Tyson မှာ Solo နဲ့ Everest ကိုပဲထုတ်ခဲ့ပါတယ်။စမန်ယူကတော့ပထမပိုင်းမှာကလေးကလူမိုက်တင်ကိုပြားပြီးကစားနိုင်ခဲ့ပြီးတော့အခွင့်အရေးလဲစတိုင်ရရှိခဲ့ပါတယ်။ဒါပေမဲ့စမန်ယူအပိုင်ခွင့်အရေးတွေကိုတုံ့ပြန်နိုင်ခဲ့တာကြောင့်ပထမပိုင်းမှာတော့ကိုမရှိသေးနဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ Gabriel ရဲ့ခေါင်း တိုက်ကူနဲ့စစ်မှန်ကြီးတို့လည်းဥဆောင်မှုစတင်ရရှိခဲ့ပါတယ်။ဖွင့်ကိုရပြီးတဲ့နောက်မှာဒီပိုအသင်းရဲ့နောက်တန်းလဲပေါက်သွားခဲ့ရပြီးတော့ဂိုးတွေစားတိုက်ခံယူပေးလိုက်ရပါတယ်။64မိနစ်မှာမာတီနယ်လီကဒုတိယဂိုးကိုတင်ယူပေးခဲ့ပြီးတော့တိမကြခင်မှာပဲယူကရက်စ်ကနှစ်ဂိုးစားတိုက်မှာတင်ယူပါခဲ့ပါတယ်။ဝန်ထမ်းမှာစပင်တက်ပြတာများနေတဲ့ယူကရက်စ်နေနဲ့ဒီပွဲတော့ဂိုးပါတွင်ပြသွားခဲ့ပြီလည်းဖြစ်ပါတယ်။ဂျမန်တို့ဟာစပီးစ်တွေကနေပဲဂိုးတွေရနေလို့စတုတ်စီးတီးလို့ပြောခံနေရပေမဲ့ဒီပွဲတော့ open play ကနေဂိုးတွေစားတိုက်ပြသွားနိုင်ခဲ့ပါတယ်။ဒီနေ့ပွဲမှာစင်မြန်ကြီးတို့ရသွားတဲ့၄ဂိုးစလုံးက73မိနစ်ဆိုတဲ့အချိန်ပြည့်မှာ ပဲရရှိသွားခဲ့တာဖြစ်ပါတယ်။ဒါကန်ဆစ်ပိုင်းကောင်းတဲ့ဆီမျိုနီရဲ့နီးပြပွားတရှာပထမဆုံးအကြိမ်လေးလေးပြောလို့ရပါတယ်။အကြက်မိနစ်ဒီမှာတော့ပေးကိုလည်းမပေးရအောင်ထိန်းကစားနိုင်ခဲ့တာကြောင့်ပွဲရလည်း၄ခုကိုမရှိနေပြုဆောင်သွားခဲ့ပါတယ်။အဲဆက်ကဂိုမျိုးနေုံမှာမကပေးကိုမပေးရတဲ့ဆီမန်ကြီးရဲ့ကန်ဆစ်ပိုင်းကတော့ခချင်းချင်းစရာကောင်းသွားပြီလေဖြစ်ပါတယ်။ဝမ်မာစမေးလီမိုက်တွေနေနဲ့ကိုဘောက်တိုက်ကံကြတဲ့ချိန်မှရရှိခဲ့တာဖြစ်ပါတယ်။မန်နိုဟာ၃ဘေးစရိုက်နိုင်ပွဲရထားပြီးမြန်မာမှာတော့သူ့ပင်ပေါ်မရောက်နိုင်ပါဘူး။လိုတာပို့ပြီးဂိုးပြတ်ထားတဲ့တော်သားချက်ပေါင်းနဲ့အင်တာရိုးရှိနေတာကြောင့်တော့တလုံးအဆင့်၃နေရာမှာပဲရပ်တည် ီးပါတယ်။ဇွန်လကြီးပြည့်ရက်အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။